တစီအဖန်ကိုအပြေးနားဆင်နေကြတယ်ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်မတရားနေဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရောမှာဖြစ်ပါရှင် တစီအဖန်ပြည်သက်များရှင်မတရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပေးရမယ့်ဝင်းနေရှင်လေးကတော့ပသိမ်မာနေတဲ့ရွှေကွန်းရဲ့ဝင်းနေအတွက်ပါပသိမ်မာနေတဲ့ရွှေကွန်းရဲ့အသက်လေးနှစ်ပြည့်ဝင်းနေအတွက်ကိုတော့ပသိမ်မာနေတဲ့ဥပရိယုံကဖဖွားအေးအောင်တီတီထွေးလေးတီတီတနာထွေးမမအနေလေးတို့ကနေပြီးတော့ပအဝင်စုတောင်းပေးလာမယ့်ဖြစ်ပါရဲ့ရှင် ဟုတ်ကဲ့ပါရှင်။တမီးလေးရွှေခွန်ရဲ့အသက်လေးနှစ်ပြည့်ဝင်နေအတွက်ကိုပောင်းဝင်ဆုတောင်းပေးလာရင်လည်းစကားလက်ဆောင်လေးလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့တမီးလေးမွေးနေ့ကစပြီးတော့အမြဲပျော်ရွှင်ပါစေ။မိဘကိုတည်တတ်တဲ့တမီးအလိမ္မာလေးဖြစ်ပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါထားပေးဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့အမတရားနေ့စီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာဆက်လက်ပြီးတော့ဆူတောင်းပေးအောင်မယ့်ဝင်းနေရှင်လေးကတော့ပြင်းလွင်မှနေတဲ့တမီးလေးနန်းသိန့်ကီဝင်ပဲဖြစ်ပါတယ်ပြင်းလွင်မှနေတဲ့တမီးလေးနန်းသိန့်ကီဝင်ရဲ့အတန်းငါးနှစ်ပြည့်ဝင်နေတဲ့အတွက်ကိုတော့ပြင်းလွင်ပရိသတ်မျိုးသစ်ရက်ွက်ကြီးရှင်မာနေတဲ့ဦးဝင်းစောဦးဒေါ်ရှင်ဝင်းတို့ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့ရဲ့မတရားနေစီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာထပ်မံမြောက်ဆူတောင်းပြရအောင်မယ်ဝင်းနေရှင်လေးကတော့ခတရံကမာနေတဲ့မြင်းမြတ်အောင်ပဲဖြစ်ပါတယ်မြင်းမြတ်အောင်ရဲ့24နှစ်ပြည့်ဝင်းနေအတွက်ကိုတော့နထိုးကြီးလုံတော်ရွာမာနေတဲ့ချစ်ဖဖြီတက်တို့ချစ်မမီကျူကျူဆန်မြမလီမောင်ရှင်သက်အောင် မောင်ရှင်ခန့်အောင်မွေးစမမီတွေဖြစ်တဲ့ဒေါ်သေးရီဒေါ်သေးကြီးဒေါ်လေးဆန်ချစ်တီတီတွေအားလုံးကနေပြီးတော့အပောင်ဝင်ဆုတောင်းပေးလာပဲဖြစ်ပါရှင် ဟုတ်ကဲ့ပါရှင်။ဆလတ်ပြောစုတောင်းပေးရအောင်မယ့်မွေးနေ့ရှင်ကတော့မိထီလာမြို့မှာနေတဲ့မတ်တွေတောင်ဝင်းမင်းဖြစ်ပါတယ်။မတ်တွေတောင်ဝင်းရဲ့အသက်30ပြည့်မွေးနေ့အတွက်ကိုတော့မိထီလာမှာနေတဲ့မဆဆန်းမှုမဆန္နာထဝေမရမင်းကုကုတောင်းကလာမှာနေတဲ့မဆန်မြတ်သူမတရားမှာနေတဲ့မနန်းစင်ထွေတို့ကပောင်းရင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ ။ဒစီ FM ပြည်သက်တွေအားလုံးကိုမတ္တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ ိသက်များရှင့်ဒီနေ့မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှပါဝင်လာတဲ့သူကတော့မြကြီးနာကမဝင်းဆန္ဒမြင့်ပဲဖြစ်ပါတယ်။မဝင်းဆန္ဒမြင့်ကတော့တောင်ကြီးမှနေတဲ့သက်ဆိုင်သူကိုဖြိုးမင်းသူနဲ့ချစ်သူတတန်ငါးလားပြည့်အတွက်ကိုကိုရင်ပါဝင်တောင်းဆိုလာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်။တောင်းဆိုမှုလေးနဲ့အတူစကားလက်ဆောင်လေးလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့အစစရရဂီယူဆိုင်ပါအစစရရနားလဲပြီးလို့လည်းအရင်ချက်ပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပါထားပါပဲဖြစ်ပါရှင်။ ပစိယဖန်ပရိသတ်များရှင်မတရားနေစီစဉ်ကိုတော့ချွတ်တင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့အားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ပစိယဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0336391639ကိုနေ့စဉ်နေ့လယ်17နာရီကနေ17နာရီအထိမှမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။ပစိယဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0336391639နဲ့တူတူ ။ DZF အနာတေမတ် YouTube Channel မှာလည်း comment လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့မတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။